အဓိကဝမ်းတို့တော်ထဲမှာရိုက်တယ်ပြီးရေကန်တွေထဲမှာရိုက်တာဖြစ်တော့အဲ့နောက်မှာဟိုမြင်ရတဲ့ဟာကြီးမြင်အပ်မြင်တာကြီးအများကြီးရှိရပါတော့အဲ့တော့ ဟိုဝိုင်းလို့လည်းတခါမှမရောက်ဘူးတဲ့ကန်နေပေါ့နော်ကန်နေမှာရိုက်တယ်ဆိုလို့ရှိရင်လည်းအဲ့ကန်နေမှာဝိုင်းလို့ကတခါမှမရောက်ဘူးတခါမှမကြုံဘူးအတစ်ကြီးဖြစ်နေရောအဲ့လိုပေါ့စရိုက်ပြီဆိုရဲ့လို့ပေါ့ဟိုဟိုမဟုတ်ဟုတ်ပေါ့နော်အကုန်လုံးဆိုင်ရပိုင်ရတောင်းပန်ရရပိုင်ရရောရှိရပေါ့နော်ဟိုအဲ့မှာဆိုလည်းလို့ပဲဟိုတရားရောကတစ်ခုခုမားလိုက်ပြီဆိုလို့ရှိရင်ပေါ့နော်အဲ့လိုဟိုဆက်ရိုက်လို့မရတာမျိုးတွေမိုးကချက်ချင်းနေပူနေရနေချက်ချင်းမိုးရွာပြီးတော့အဲ့လိုမျိုးလုံးဝအဲ့လို shooting break လိုက်ရတာမျိုးတွေကတော့အများကြီးရှိရပေါ့နော်ကျွန်တော်ကတော့ဒီ cancer cancer land ready ထဲမှာဟိုပါပေါ့ထွန်းထွန်းဝင်းဆိုတဲ့ character နဲ့ အော်ဝမ်းမိုင်းနဲ့ကျွန်တော်နဲ့ဟိုလင်မယားပေါ့နော်ကျွန်တော်တို့မှာသားလေးတယောက်ရှိတယ်အဲ့သားလေးကငငယ်လေးတော့မဟုတ်ဘူးတော်တော်ကြီးရဲ့သားလေးတယောက်တော်တော်ကြီးရဲ့သားကကို့ထက်အရက်ပိုရှည်ရဲ့ဟိုပါလေအဲ့ဆိုတော့ तू ကကြည့်ရတာကျွန်တော်ကဟိုပါလေ session နှစ်လောက်နဲ့ယူထားပြီးတော့ရထားတဲ့ကလေးအဲ့လိုအဲ့လိုပုံစံပြင်းတယ်ဟုတ်ကဲ့ပါဟုတ်ဒီကားရဲ့မှာဟိုဆုတ်ဖက်ဆိုတဲ့ character နဲ့တယောက်ဆောင်ထားပါတယ် အဲကာရက်တာလေးကနှစ်ယောက်ကထူးကြတယ်ဆိုတော့ဟိုရန်တော့လည်းပြောလို့တော့မရဘူးမရဘူးเนาะဇက်ကပြီးတော့ဘယ်လိုပြောမလဲကျွန်တော်တို့ sorry ကျွန်တော်ဒီကာရက်တာပေါ့ကျွန်တော်အတွက်ပေါ့เนาะကျွန်တော်အတွက်ကတော့ဒီလိုမျိုးကာရက်တာကကြတော့ဒါကအမ်ဟိုဘယ်လိုပြောမလဲပထမအဦးဆုံးလို့ပြောလို့ရတာပေါ့အရှိမကျွန်တော် villain လုပ်ခဲ့တာတွေနဲ့မတူဘူးပေါ့เนาะမတူတဲ့အာကာရက်တာလေးဖြစ်တယ်ပြီးတော့ဟောဒီကားထဲမှာကြတော့อืมဇလန်းအရာကြဘယ်လိုပြောမလဲဟိုပါပေါ့ဟိုလောကကြီးမှာအဲ့လိုပေါ့လက်ကွက် မာယာလက်ကွက်တွေအများကြီးရှိတယ်မာယာလက်ကွက်တွေအများကြီးရှိတယ်လူတွေအများကြီးနေမှာအဲ့ဒါကိုမှအာကိုဘယ်လိုကိုယ့်ရဲ့စူးစမ်းမှုပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုအချိန်တွေအာအချိန်တွေရင်းနှီးခဲ့ရတယ်အာကိုအရာလိုချင်တဲ့အရာတစ်ခုတော့ပေါ့နော်အဲ့လိုမျိုးစူးစမ်းခဲ့ရတဲ့အရာအတော့ဟိုကိုမျော်လင့်တယ်လို့ဖြစ်မလာတဲ့အခါမှာအာဘယ်လိုမျိုးဖြစ်ပြီးဘယ်လိုခံစားလဲနောက်ထပ်ဒီဘယ်လိုဖြစ်လဲဆိုတာကိုတော့ကျွန်တော်တို့ဒီကန်ဆက်ကန်ဆက်လန်တော်တွေမှာပဲစောင့်မျှော်ကြည့်ရှုပေးပါလို့ဒီကတော့ ်လို့ပေါ့နော်ဒီ game မှာဆိုလဲလို့ပဲအကုန်လုံးอ่ะပေါ့နော်ဟိုတယောက်ချင်းစီကလည်း character တွေကမတူဘူးပြီးတော့ဟိုတယောက်ချင်းစီကလည်းပြောရင်ဟိုလောက်ကရရဲ့ character လေးတွေပဲပေါ့နော်အဲ့လိုမျိုးဆိုတော့အဲအခုဒီ game မှာဆိုလဲအဲ့လိုပဲ why not တွေလဲပေါ့နော်အရင်ပြောလို့တော့မရပါဘူးအကုန်လုံး character တွေကောင်းနေပြီးတော့အဲ့လိုပေါ့ မထင်ထားတဲ့ဟာမျိုးပေါ့နော်အပြင်ဝိုင်းတို့ဒီအပြင်လောကမှာလည်းအလိုပဲပေါ့နော်ဟိုမထင်ထားတဲ့လူမထင်ထားတဲ့ဟာကနေပြီးတော့ပေါ့နော်ဘယ်လိုတွေဆက်လုပ်သွားပြီးတော့ဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ရအောင်ဟုတ်တယ်ဟုတ်တယ် character တွေကအကုန်လုံးလေတယောက်ကိုတစ်မျိုးစီပြီးတော့တယောက်တစ်မျိုးစီ character အောင်မှသူ့ဟာနဲ့သူပေါ့လောက်ွက်လေးတွေရှိကြရပေါ့နော်ကျောက်ဆောင်နေများရဲဆိုပေမဲ့လည်းသူ့ဟာနဲ့သူအကုန်လုံးလောက်ွက်ရှိကြတယ်ပေါ့နော်အဲဒီတော့ဇလန်းလေးကစိတ်ဝင်စားဖွယ်ရကောင်းပါတယ်ဟုတ် အဲလောကကြီးမှာပေါ့နော်အခုကျွန်တော်တို့အပြင်လောကမှာလည်းအဲ့လိုမျိုးတွေဖြစ်ပြနေတာပဲပေါ့နော်အဓိကဒီအမွေပေါ့အမွေကအမွေ လူတော်တွေကကျွန်တော်တို့မျိုးစုံရှိရယ်ဗျာမိသားစုတွေမှာမျိုးစုံအမွေလူတော်ချင်းတော့တူတယ်ဒါပေမဲ့ဖြစ်ပြကြတဲ့ပုံစံချင်းအဖြစ်ပြချင်း event ချင်းကမတူကြဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီငွေကြောင့်ဒီအမွေတွေလူကြတယ်ဂျမတ်ဇောတွေဒေါသလောဘတွေပေါ့နော် ကြောင့်ဟိုနောက်ဆုံးမှဟိုဘယ်လိုမျိုး ဟိုဖြစ်လဲဆိုတာတော့ဗောနော်အဒါဟိုကျွန်တော်တို့ကဒါရိုက်ပြထားတဲ့ဟို message ပေးခြင်းတဲ့သဘောပါပဲဟုတ်ဟွန်းဇက်ကတော့လေးဟိုပြောရရင်ဒိုင်းချင်းစီကတော့မတူ လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့စမ်ကြည့်မှပဲတရားသိရမှာပါထင်ထားတဲ့ဟာမဟုတ်တာရလဲအများကြီးပါလာနိုင်တာဆိုတော့ပေါ့နော်အဲ့တော့ပိတကြည့်နေနေဟိုတခမ်းမမလွတ်တော့အောင်လို့ပေါ့နော်တရားလေးကြည့်ဖို့လိုပါတယ်အဓိကတော့နော်ဒီ character ရှေ့ mind တို့ဟိုပေါ့ interview မှာလည်းပြောပြပြီးပါတယ် mind ဆိုရင်တခါမှမလွတ်ဘူးတဲ့ပုံစံမျိုးနဲ့လောက်ရတာဖြစ်တယ်ပေါ့နော်ပြီးတော့လည်းဒါလင်မြန်းနေရောပေါ့ပေါ့ပုံစံပေါ့နော်လင်မြန်းနေရောပုံစံတရားဆောင်ပြီးတော့လို camera မိမိနဲ့တရားဆောင်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ ပြည်သက်ကြီးနေတယ်တခြားဆောင်ကြည့်ပါလို့ပဲပြောကြတယ်မျိုးမျိုးအကြည့်လေးနေမြင်များနဲ့မျိုးမျိုးလုံးအကြည့်လေးနဲ့ခုနတွေ့ရမလားပြောပြချင်တယ်မဲအရန်ပြောလို့မရဘူးဖြစ်နေရောဘယ်လိုပြောရမှန်းမသိဘူးဖြစ်နေမိမအဲမိမအကြည့်လေးချက်နေတယ်အချက်ပြလိုက်တာအဲ့ဒါကဟိုက1 1ရပို့တိမယ်နော် ဘဝကဘဝကပိုတိမယ်ပြောတော့အဓိကတော့ဒီလိုပါပဲဟွာလေဇက်တစက်ရိုက်ပြီဆိုရင်အကုန်လုံးကလည်းပြောရရင်တော့ဒါဟိုပေါ့နတ်ကြီးရယ်ပဲပြောရမှာပေါ့နော်ဟိုဒီဇက်မှာဆိုလို့ရှိရင်လည်းအဲ့လိုဘဝိုင်းတို့ဒီပင်တရာရှမ်းပြည်ဘက်မှာရိုက်တာဆိုတော့ပေါ့နော်ပြောလို့မျိုးဟိုတချို့ဟာရယ်ဆိုမြေအမမြေအတားကြီးလည်းအများကြီးရှိရဲပြီးတော့ဒါဟိုပြောရရင်အခုလည်းတချို့ဟာရယ်တော့တွေ့ရမှာပါအဲ့လိုပေါ့ဟိုလူတက်တဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးကားတွေပြီးတော့လူခြောက်ခြားဖွယ်ရကားတွေပြီးတော့အဲ့လိုမျိုးအဓိကကတော့တော်ရဲမှာရိုက်တယ်ပြီးရေကန်တွေထဲမှာရိုက်တာဖြစ်တော့အဲ့နောက်မှာဟိုမြင်ရတဲ့ဟာတွေ မြင်အမမြင်တာရအများကြီးရှိရပါတော့เนาะအဲ့တော့ဟိုဝိုင်းလို့လဲတခါမှမရောက်ဘူးတဲ့ကန်နေပေါ့เนาะကန်နေမှာရိုက်တယ်ဆိုလို့ရှိရင်လဲအဲ့ကန်နေမှာဝိုင်းလို့ကတခါမှမရောက်ဘူးတခါမှမကြုံဘူးအစ်စ်ကြီးဖြစ်နေရောအဲ့လိုပေါ့ ိုက်ရိုက်ပြီးဆိုရဲ့လိုပေါ့ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့နော်အကုန်လုံးဆိုင်ရပိုင်ရတောင်းပန်ရတယ်ပိုင်ရတော့ရှိရပါတော့အဲ့လိုမျိုးလေးဆိုတော့ကတော့ဝဲရီပါပဲဝဲရီတေချာပေးရပြီးရိုက်ရမျိုးရှိရပေါ့နော်ဟိုအဲ့မှာဆိုလဲလိုပဲဟိုတရားရောကတစ်ခုခုမားလိုက်ပြီးဆိုလို့ရှိရင်ပေါ့နော်အဲ့လိုဟိုဆက်ရိုက်လို့မရတာမျိုးတွေမိုးကချက်ချင်းနေပူနေရနေချက်ချင်းမိုးရွာပြီးတော့အဲ့လိုမျိုးလုံးဝအဲ့လို shooting break လိုက်ရတာမျိုးတွေကတော့အများကြီးရှိရပါတော့အဲ့တော့အဓိကတော့ဝိုင်းတို့တွေထဲ producer ရဲ့ပုံပြီးမြခုံးတော့ပေါ့ဟုတ်လဲဆိုတော့မဟုတ်နောက်တကားရိုက်မှာ producer ကြားတဲ့အမြင်ကြီးဆုတ်ဆုတ်ဆုတ်ပြီးတော့နောက်ကုန်လေးအဲ့လိုဖြစ်သွားတာပေါ့နော်ဟိုနှစ်လလို့ပြောထားပေမဲ့လေးလလောက်ဖြစ်သွားတာမျိုးတွေဆိုတော့ ော့ဟို budget အနေထားရကြည့်မယ်ဆိုရင်လည်းအရန်ကို producer ရေမျက်ခုံးလုတ်ခဲ့ရတဲ့အခါရာသီဥတုအခြေအနေအကြောင်းပေါ့နော်အဲ့လိုမျိုးဟိုပါဥမာကျွန်တော်တို့က၄လနဲ့ပြီးမယ်ဆိုလို့ရှိရင်6လလောက်ကြာသွားတယ်နော်နောက်ကိုဆုပ်လိုက်ရတာတွေရှိရဲ့ပြီးတော့ဒီရာသီဥတုကခုနပြောလို့ပဲဝိုင်းပြောလို့ပဲဒီမှာအဲ့ရိုက်တဲ့အချိန်မှာမိုးရွာတခါလေကြာရင်လည်းကျွန်တော်တို့ကမိုးရွာတဲ့မိုးရွာလို့မိုးတိတ်တဲ့အချိန်ကိုစောင့်ရတယ်လို့ အာနေပူလို့နေဝင်ခံလေးချိန်ကိုရိုက်ရိုက်ဖို့အတွက်ကိုထိုင်ဆောင်ရတာကြီးလည်းရှိရဲအဲ့လိုမျိုးလေးပေါ့နော်ဟို true စမ်းစမ်းနေလည်းအများကြီးရှိပါတယ်ဟုတ်ဟုတ်လူစားတဲ့ game ဆိုတော့ဟိုပါပေါ့ကြားတော့ကြားဘူးတယ်ကြားတော့ကြားဘူးတယ်ဒါပေမဲ့ဟိုတော့ဂျုံတော့မဂျုံဘူးသေးဘူးပေါ့နော်ငငယ်တော့အဲ့လိုမျိုးစားရီဖတ်ဘူးတာတွေပြောဘူးတာတွေအဲ့လိုမျိုးပေါ့နော်ဥမာအိုက်ကန်တော့မသွားနဲ့အိုက်ကန်ကလူစားတယ်တနေ့တစ်ခါလူလဲတယ်ဘာညာပေါ့နော်အဲ့လိုတော့ကြားဘူးတယ်ဂျုံတော့မဂျုံဘူးသေးဘူးပေါ့ ပြင်မတော့တစ်ခါမှတော့မကြုံဘူးပေါ့ဒါမဲ့အဲ့လိုရိုက်ကူးလေးလုပ်ရင်အဲနဲ့တော့အဲ့လိုမျိုးလေးပေါ့ထူးထူးဆန်းဆန်းဖြစ်တာမျိုးလေးရောခဏခဏနေပါကြုံရတာရှိပါခုကတော့အဲ့လိုပါပဲရှိမှလည်းတော့ရှောက်ပိုင်းတရေကားရိုက်တယ်အဲ့လိုမျိုးရိုက်တာဆိုတော့ပေါ့နော် ပြောရရင်တော့လည်းအများကြီးပဲလို့ပေါ့ပုံမှန်မဟုတ်တဲ့ဟာမျိုးလေးတွေ့ကြုံရတာမျိုးတွေရောရှိရဲ့ပြီးတော့အလိုပေါ့အဓိကတခုခုမှားသွားတာမျိုးပါညာဆိုလို့ရှိရင်ပြန်ပြီးတော့အဓိကတော့အလိုပေါ့ဟိုဝိုင်းတော့သူတို့နေရာပေါ့နော်သစိမ်းနေရာကိုသွားရိုက်ရဖြစ်တဲ့အတွက်ကြောင့်မလို့အဓိကတော့အလိုပေါ့နောက်ဆက်ပေးရမဟုတ်ဘဲနဲ့ပေါ့နော်ဒါအကုန်လုံးကလည်းအလုပ်သဘောရလာလောက်ရတာဆိုတော့ပေါ့နော်အဲ့လိုလေတောင်းပန်ပြီးတော့တခြားလုပ်ရင်တော့ဟိုအဆင်ပြေပါပဲဆိုတော့ဟုတ်ကဲ့ခုနပြောသလိုပဲလေကျွန်တော်ခုန ID လက်အိတ်တဲ့နေရာတွေပါတယ်ဆိုလဲ အဲ့အဲ့အဲ့လိုနေရာဆိုလဲကျွန်တော်မသိနိုင်အောင်လေနော်အဲ့ဘလိုနေရာမှန်းလည်းမသိအဲ့လိုမျိုးပေါ့နော်အာဟိုဒါလုပ်ငန်းအတွက်ဟိုရိုက်ခွေးအတွက်ကျွန်တော်တို့ဒါဘလိုစိတ်ထဲမှာအဲ့ဒါမျိုးတွေမထားအောင်ဒီအလုပ်ကိုပဲခေါင်းထဲမှာထည့်ပြီးတော့အဲ့ဒါအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်ပဲထားပြီးတော့အဲ့လိုမျိုးပေါ့ဟိုရိုက်ရိုက်ရတာပေါ့နော်ဟုတ်မင်းတို့ရဲ့ဒီကက်ဆက်ကန်ဆိုရဲကားလေးကိုဒီဇင်ဘာတည့်ရနေကြလို့ရှိရင် Canne Plus မှာပြပါပြီအဲ့ rate တကြီးအကုန်လုံးလည်းအဲဝိုင်းတို့အားပေးဖို့အတွက်ဒီချာလေးစောင့်ကြည့်အားပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဗျာ